ရေဒီယိုအလုံးမဲမင်္ဂလာပါရှင်ကျွန်တော်တို့ channel လေးကနေပြန်လေးကြိုဆိုလိုက်ပါရှင်တမရောနေအခမ်းအနားကိုညနေပိုင်းမှာကျင်းပမယ်လို့တရားပါတယ်ညစာစောက်ပွဲကိုလည်းတရေကြိုတင်ကျင်းပခဲ့တဲ့ဖြစ်ပါတယ်အခမ်းအနားမစတဲ့ချိန်မှာအဝေးထိုင်မှပောက်ွက်ခဲ့ပြီးထိခိုက်ဒဏ်ရာရှိမှုလည်းရှိခဲ့ကြောင်းသတင်းတွေထုတ်ပေါ်နေခဲ့တဲ့ဖြစ်ပါတယ်ယနေ့ဟာကြာရောက်ခဲ့တဲ့ နေ့80ပြည့်နှစ်တမရော်နေ့ဖြစ်ပါရယ်တမရော်နေ့စီရပြအခမ်းအနားစကောင်းစီရပြီးခဲ့တဲ့89နှစ်မြောက်တိုင်းညနေဖက်မှာကျင်းပမည်ဖြစ်ကြောင်းအနီညိုရာသီဥတုအကြောင်းပြချက်ဖြင့်စီရပြအခမ်းအနားညနေပိုင်းအချိန်မှာပြောင်းလဲကျင်းပခဲ့ဒီမှာနေချိန်မြောက်ရှိနေပြီဖြစ်သလိုတမရော်နေ့ညစာစာပွဲကိုလည်းတရက်ကျွတ်တင်ပြီးမတ်လ26ရက်နေ့ညပိုင်းကပြုလုပ်ခဲ့ကြောင်းသိရှိရပါသည် စီရင်ဘုံမှုဆွဲတော့ကတကယ်တော့စစ်တပ်မှာဆစ်ရှုံပြီးစင်အောင်လိုအပ်နေတဲ့အချိန်မှာစီရင်ပြအခမ်းအနားကိုမပြင်းမနေလှုပ်တာပါဟုဟမ်းမဲရှိပြီးအဆမ်းမရှိတဲ့အမြောက်လိုပါပဲဒီနေ့စီရင်ပြမှာဆိုရင်လည်းရှမ်းမြောက်ကအရမခတ်နဲ့ရခိုင်ကနဘခတ်စစ်တိုင်းတစ်ခုနဲ့စစ်တပ်မှာမရှိတော့ပါဘူးမြေပြင်အခြေအနေကိုလည်းမခံနိုင်တဲ့စစ်ကောင်ဆောင်တဲ့အတွက်ရတိတ်စိတ်ဖြစ်ပေါ့သူလုံးနိုင်သေးတယ်ဆိုတာမျိုးအားတင်းပြီးလုံနေတာမျိုးပါဟုတုံ့တန်နေခဲ့ကြတယ်ဖြစ်ပါရဲ့ ကျွန်တော်စီရင်တဲ့အခမ်းအနားအားနည်းစင်တဲ့အစောပိုင်းကျင်းပရာမှာယခုညနေဘက်ပြောင်းလဲကျင်းပခြင်းမှာအန်နီယိုယာတူတူကြောင့်ဆိုတဲ့ထဲလုံချောင်းရေးကြောင့်ဖြစ်နိုင်ကြောင်းစီရင်လေးလာတူတူကလည်းပြောဆိုထားဖြစ်ပါတယ်။နေပြည်တော်မှရှိတဲ့စစ်ရုံးနဲ့အီလာနေစစ်တူတွေမကြာခဏဆိုတော့ဒရုန်းနဲ့တိုက်ခိုက်မှုများခံရတဲ့နေရာများလည်းဖြစ်ပါတယ်။လက်ရှိတွင်စီရင်ပြ လုံဆောင်မဲ့နေရာများအားလုံခြုံရေးတင်းကျပ်ထားသလိုဒရုန်းများမဝင်ရနိုင်စေရအတွက်ဂျမအများပြားလည်းတက်ဆင်ထားကြောင်းသိရှိရပြီးထို့တို့လုံဆောင်မှုများကြောင်းရင်းနေရာနေတဝိုင်းဖုန်းလိုင်းဆက်သွယ်ရေးများပါထိခိုက်နေကြောင်းသိရှိရပါသည်